မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆန်းစစ်ကြည့်မယ်အကြောင်းအရာကတော့လေအမကြသေးခင်ကလူမှုကွန်ရက်နဲ့တတိယမီဒီယာတွေမှာတော်တော်လေးကြိုက်ရိုက်သွားတဲ့ကိစ္စတစ်ခုပါဟုတ်ကဲ့ခင်ဗျာအမှုပညာရှင်တယောက်ရဲ့လူများရှေ့မှာပြုမှုပြောဆိုမှုပုံစံကနေစပြီးတော့ကျယ်ပြန့်လာတဲ့လူမှုရေးယဉ်ကျေးမှုဆိုင်ရာစိုးရိမ်မှုကြီးပေါ့အစတော်ဝင်းအဝင်းရဲ့ဖျော်ဖြေပွဲတစ်ခုမှာဖြစ်ခဲ့တဲ့ကိစ္စကအစပြုခဲ့လာပါပဲဟုတ်ပါတယ်အဲအဲ့ဒီဖြစ်ရရဲ့နောက်ဆက်တွဲအနေနဲ့ပေါ့လေ အဲလူငယ်တွေကြားမှာရိုင်းပြကြမ်းတမ်းတဲ့စကလုံးတွေတွန်းဆွဲလာတာ online ပေါ်ကအပြုမှုတွေအဲ့ဒါညပတ်သက်ပြီးတော့မြမယဉ်ကျေးမှုနဲ့ကိုကျင့်တရားတံပိုးတွေများယိုယွင်းလာနေပြီလားဆိုတော့အဲ့လိုပူပါမှုတွေပိုးပြီးတော့ကြဲကြဲလောင်လောင်ဖြစ်လာတာကိုသတိပြုမိပါတယ်ဟုတ်ကဲ့ဒါကတဦးတယောက်ထဲရဲ့ပြဿနာဆိုတာထက်ပိုပြီးတော့ကြဲပြန့်တဲ့သဘောဆောင်နေတယ်ပေါ့နော်မှန်ပါတယ်အခုဆိုရင်ကျမတို့လက်ထက်မှာဒီကိစ္စနဲ့ပတ်သက်ပြီးရေးသားထားကြတဲ့တရင်ဆောင်ပါးတွေသုံးသပ်ချက်တွေလည်းရှိနေပါတယ်ပြီးတော့ အဲဒီလိုစင်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့ယူရတဲ့ဆိုတဲ့အမျိုးသားဆင့်မဟာဗျူဟာစီမံချက်မူကြမ်းတစ်ခုလည်းရောက်ရှိနေပါတယ်။อืมစိတ်ဝင်စားစရာပဲ။ဆိုတော့ကဒီရမစ်တွေကနေရရှိတဲ့အဓိကအချက်လက်တွေရှုထောင့်အမြင်တွေကိုအတူတကွကြေကြေပြန့်ပြန့်လိလသုံးသပ်ကြည့်ကြအောင်ပါလားရှင်။ကောင်းပါပြီကြပါ။ကောင်းပြီ။ဒါဆိုရင်အဓိကအငင်းပွားဝယ်ဖိခိရဲ့ wing owing ကိစ္စလေးနဲ့စားလိုက်ကြတာပေါ့နော်။ဖျော်ဖြေပွဲတစ်ခုမှာအတော်လေးကိုရိုင်းရိုင်းဆိုင်းဆိုင်းစကလုံးတွေတုံလုံးသွားတယ်။ဟုတ်ကဲ့။ပြီးတော့ဟို ကွန်ဒုံးတွေကိုစင်ပေါ်ကနေပရိသတ်ထဲရောက်ပြစ်ကျက်ခဲ့တယ်ဆိုတဲ့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်ခဲ့တယ်ပေါ့ဒီလိုရဲ့ပေါ်မှာလူမှုကွန်ရက်မှာရောအပြဲမှာပါပြင်းပြင်းထန်ထန်ဝေဖန်တိုင်းနဲ့ကန့်ကွက်မှုတွေတော်တော်များများရှိခဲ့ပါတယ်မှန်ပါတယ်အဲ့ဒီလောက်ရက်အပေါ်မှာအနုပညာအတိုင်းဝိုင်းအတွင်းမှာတော့ပြည်သူလူထုပဲကပါဒါကတော့လက်မခံနိုင်စရာပဲအေးအေးယူတင်တယ်ဆိုတဲ့အတန်းဒီအတော်လေးကြေကြေလောင်းလောင်းထွက်ခဲ့တာအမှန်ပါပဲဟုတ်ကဲ့သူနဲ့သူတို့ဖြောပြနေတဲ့ overflow အဖွဲကလည်း တို့နဲ့လမ်းခွဲလိုက်ပြီဆိုပြီးတရားဝင်ကြီးညာခဲ့တာလည်းတွေ့ရတယ်။အော်ဟုတ်ကဲ့။ဒါမဲ့စိတ်ဝင်စားစရာကောင်းတဲ့တစ်ဖက်ကအမြင်ကတော့ဗျာဒီလိုမျိုးရိုင်းဆိုင်တဲ့ပြောဆိုမှုတွေကိုအားပေးထောက်ခံတဲ့ပရိသတ်အစိတ်ပိုင်းတစ်ခုရှိနေစေဆိုတော့ပါပဲ။ဟုတ်အဲ့လားလေတတိထားမိရဲ့။အထူးသဖြင့်အဲ့ဒီဖြော်ပြပွဲအခြေစုံတန်းကကြီးစုစုတွေထဲမှာလဲမင်းလေးငယ်တွေအများပြားပါဝင်နေတယ်ဆိုတဲ့မှတ်ချက်တွေက음ဒါကလူမှုစာနှုန်းတွေပြောင်းလဲလာတာလားဒါမှမဟုတ်ဒီအခြေအနေပေါ်မှာလူတွေရဲ့ရှုမြင်ပုံကွဲပြားသွားတာလားဆိုတော့ နည်းနည်းမီးခွန်းထိုးစရာဖြစ်စေပါတယ်ဟုတ်ကဲ့ပါဒါကတကယ်ပဲစဉ်းစားစရာအချက်တစ်ခုပါပဲနောက်ပြီးတော့ဒီလိုမျိုးလူသည်ရှင်ကြရဲ့ဆိုင်ဆိုင်ပြိုးဆိုဖြူမှုတဲ့ဖြစ်ရတီကဝင်းကွန်ဟွမ်တီယိုထဲဂျုံခဲ့ရတာမဟုတ်ဘူးလို့လည်းသုံးသက်ချက်တချို့မှာဖော်ပြထားတာရှိပါတယ်ရှင်ဟုတ်ကဲ့ပါဥပမာအနေနဲ့ပြောရရင်အစိုးရလွမ်းပိုင်လိုလူကြီးများတဲ့အနုပညာရှင်တယောက်ကသူ့ရဲ့ YouTube channel မှာတိုင်းရဲ့လွင်ရင်နဲ့ဆဲဆိုခဲ့တဲ့ဖြစ်ရမျိုးတွေရှိခဲ့ဘူးတဲ့လို့ဆိုပါရယ်။อืมမမိတယ်လို့ပဲ နောက်ပြီးလူမှုခွင့်ရေးဒီပေါ်မှာလည်းရည်ရွယ်ချက်ရှိရှိနဲ့ကိုဆဲဆူရိုင်းပြပြထိုးဆိုထားတဲ့ဗီဒီယိုဖိုင်တွေ post ကြီးမကြကနာဆိုလို့တွေ့လာရတယ်လို့ဖော်ပြကြပါရဲ့ရှင်။ဒီနေရာမှာအရင်ကအစိုးရင်မှုတစ်ခုကဘာလဲဆိုတော့လူငယ်တချို့ကြောင်းမှာပေါ့လေဒီလိုဆဲဆူရိုင်းပြတာကိုပဲဒါကအမှန်တရားကိုခြားပြတာပွင့်လင်းတာဒါမှခင်မီတာဆိုပြီးတော့အထင်မှအမြင်မှဖြစ်တော့မှာကိုပါ။ဟုတ်ကဲ့။ရေရှည်မှဒါကအစဲရင်ကျေမှုလို့ခေါ်ရမလား။အင်္ဂလီလိုတော့ culture of vulgarity ပေါ့လေအဲ့ဒီလိုအမြင့်တွေတော့မှကိုစိုးရိမ်နေကြတာဖြစ်ပါတယ်อืมဒါကအတုမြင်အတပ်တင်ဆိုတဲ့စကားပေါင်းလိုပဲပေါ့ဗျာအထူးသဖြင့်လူငယ်တွေကြားမှာမကောင်းတဲ့အပြုအမူတွေက အလွဲတကူကူးဆက်ပြန့်ပွားနိုင်ခြေရှိတယ်လို့သုံးသပ်ထားကြတယ်ဟုတ်ကဲ့ပြီးတော့မိဘတွေရဲ့အိမ်တွင်းတင်ကြားမှု အရေးပါပုံကိုလည်းအမိရုပ်တော်နှုတ်ချမ်းအဖြစ်ရုပ်တော်ကူချမ်း ဆိုတဲ့မြန်မာစကားပုံနဲ့ချိဆက်ပြီးထောက်ပြထားတာကမိသားစုရဲ့အခန်းကဏ္ဍဘလောက်အရေးကြီးလဲဆိုတာကိုပို့ပြီးပေါ့လွင်းစေတာပေါ့ဟုတ်ကဲ့ပါရှင်ဒီစကားပုံကတော်တော်လေးကိုထိမိပါတယ်နောက်ထပ်စောင်းမာတဲ့ထဲမှာဖော်ပြထားတဲ့ချက်တစ်ခုကတော့နာမည်ကြီးအမှုပညာရှင်နေ celebrity တချို့ကတို့ရဲ့ကိုရေးကိုရာကိစ္စတွေအိမ်တွင်းရေးလူမှုရေးပြဿနာတွေကိုလူမှုကွန်ရက်ပေါ်တင်နေပြီးတော့တစ်ဖက်သားကိုဆက်ဆူပြီးတိုက်ခိုက်ပြနေကြတာမျိုးတွေပေါ့ဟုတ် တွေ့နေရတာပဲအဲ့ဒါဒီကလည်းလူငယ်တွေအတွက်အတူယူမှဆောက်ခစ်စင်နိုင်တယ်လို့ဆိုပါတယ်။ဒါဒီကမြို့ဆက်သက်လူငယ်တွေရဲ့အတွေ့အခေါ်နဲ့ခံယူချက်တွေကိုဖြစ်ဖြစ်ချင်းပြောင်းလဲစေနိုင်တဲ့အကြောင်းတရားတစ်ခုဖြစ်နိုင်တယ်လို့ဆိုထားပါတယ်ရှင်။ဟွန်း။ rap တချင်းနေနဲ့ပတ်သက်လို့လည်းသုံးသပ်ထားတာရှိသေးတယ်။အဲ့ဒါကအစဲစကားလုံးတွေများများပါလေလေပိုအောင်ရလေပိုလူကြိုက်များလေဆိုရဲအယူဆမျိုးပေါ်ပေါက်လာမှကိုလည်းစိုးရိမ်မှုတွေရှိနေတယ်လို့ဆိုပါတယ်။ဟုတ်ကဲ့။ ဒီပြဿနာတွေရဲ့နောက်ခံအကြောင်းတရားကိုနည်းနည်းလေးလာကြည့်တဲ့အခါကျတော့ယဉ်ကျေးမှုနဲ့ဘာသာရေးတန်ဖိုးတွေဖြစ်ဖြစ်ချင်းပျောက်ကွယ်လာတာဒါမှမဟုတ်အားနည်းလာတာကဒီလိုမသင့်တော်တဲ့အဖြူအမှုတွေကို လူငယ်တွေကပို့ပြီးတော့လက်ခံလာစေတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်ဆိုတော့သုံးသက်ချက်တည်းရှိပါတယ်ခင်ဗျာဥပမာအနေနဲ့အိန္ဒိချင်းထိုင်းနိုင်ငံကိုနမူနာပေးပြီးတော့လေဗုဒ္ဓဘာသာယဉ်ကျေးမှုလွှမ်းမိုးမှုရောပေါလာပုံလူမှုတန်ဖိုးတွေပြောင်းလဲလာပုံကိုထောက်ပြထားတာတွေ့ရတယ်။အော်ဒါပေမဲ့တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီစံနှုန်းဒီနဲ့ရိုင်းဆိုင်မှုဆဲဆိုမှုတွေဆိုတာက တိုက်ရိုက်ချီမပတ်တဘူးလူတွေက ရောထွေးပြီးတော့နားလည်မှုလွေးနေတာဖြစ်နိုင်တယ်ဆိုပြီးတော့လဲတွန်းတက်ထားတာရှိပါတယ်ဒါကလည်းရှုပ်ထွေးတဲ့ရှူတောင်တစ်ခုလို့ပြောရမှာပေါ့ဟုတ်ကဲ့နောက်ထပ်စိတ်ဝင်စားစရာဝေဖန်မှုတစ်ခုကတော့ဘာသာရေးနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့အချက်ပါပဲခိတ်ထင်ခင်းမွေးလိုမျိုးဘာသာရေးအခမ်းအနားတွေမှာတောင် အနောက်တိုင်းဆန်ဆန် DJ သချင်းတွေကြဲကြဲလောင်လောင်ဖွင့်ပြီးတော့ဆူညံဘလောရိုက်ခခွနေကြတာတွေပေါ့ဟွန်းတွေ့ဘူးပါတယ်အဲ့ဒါတွေကမြန်မာရိုးရာယဉ်ကျေးမှုရဲ့အနစ်သားလားကိုပျောက်ကွဲစေတယ်ပြီးတော့လူတွေရဲ့စိတ်နှလုံးကိုအေးချမ်းတည်ငြိမ်မှုထက်ကြမ်းတမ်းတဲ့ဘက်ကိုဦးတည်စေလို့ဆိုပါတယ်ဟုတ်ကဲ့ဒါကတော့အနောက်တိုင်းယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုကိုခံထားပြီးတော့ကိုယ့်ရဲ့ရိုးရာတန်ဖိုးတွေပျောက်ဆုံးသွားမှာကိုစိုးရိမ်တဲ့အတန်းတစ်ခုလို့မြင်နိုင်ပါလိမ့်ရှင်ဟုတ်ကဲ့ ဒီလိုအလွာဆုံးကနေပေါ်ထွက်လာတဲ့စိုးရင်ပူပါမှုတွေကိုဖြေရှင်းဖို့ပါလေ။တနည်းအားဖြင့်လူငယ်လေးရဲ့အကျဉ်းစာရိတ္တနဲ့ယဉ်ကျေးမှုစံနှုန်းတွေကိုပြန်လည်မြင့်တင်ဖို့ရည်ရွယ်ပြီးတော့မြမလူငယ်များအတွက်ယဉ်ကျေးမှုစံနှုန်းရှင်တင်ရေးနဲ့အကျဉ်းစာရိတ္တထိန်းသိမ်းရေးအမျိုးသားစီမံချက်ဆိုတဲ့မူကြမ်းတစ်ခုကိုအကြံပြုတင်ပြထားတာလည်းကျွန်တော်တို့ရထားတဲ့အချက်လက်တွေထဲမှာပါဝင်ပါတယ်ခင်ဗျာ။အော်အမျိုးသားအစ်စ်စီမံချက်မူကြမ်းဟုတ်ပါတယ်။ဒီစီမံချက်ကအတော်လေးကျေပြန်ပါတယ် ဘာသာရေးမိသားစုပညာရေးမီဒီယာပြီးတော့ဥပဒေပိုင်းဆိုင်ရာထင်ကြောင်းမှုတွေအထိကဏ္ဍစုံကိုချိတ်ဆက်ထားတာတွေ့ရတယ်။အဲ့ဒီအမျိုးသားစီမံချက်မူကြမ်းရဲ့အထက်ကရေမှန်းချက်တွေကဘာတွေထိမယ်လို့ဆိုထားလဲရှင်။အချင်းချုပ်လေးထိပါစေ။အဓိကရေမှန်းချက်ကတော့၃ရက်ကိုဖော်ပြထားပါတယ်ခင်ဗျာ။ပထမတစ်ခုကလူမျိုးရေးမြန်မာယဉ်ကျေးမှုကိုယ်လူမျိုးရဲ့လူမှုတမိုးရင်းနဲ့ကိုယ်ကိုယ်ရာဘာသာတရားရဲ့အဆုံးအမတွေကိုတန်ဖိုးထားပြီးတော့လက်တွေ့လိုက်နာကျင့်တုံးတတ်အောင်ဖြူးစုပြောထောင်ဖို့ဆိုလာပါ။ ဟုတ်ကဲ့ဒုတိယအချက်ကလူအများရှိမှ public space မှာရော online online space မှာပါယဉ်ကျေးသင်မွေးစွာပြောဆိုဆက်ဆံပြုမှုတတ်ပြီးတော့တာဝန်ယူစိတ်ရှိတဲ့နိုင်ငံသားကောင်းတွေဖြစ်လာစေဖို့อืมတတိယအချက်ကတော့အမှုပညာနဲ့ဖြောဖြေးရေးကန္တာမှာကိုကျင့်တရားနဲ့တိခါကိုအလေးထားပြီးတော့လူငယ်တွေအတူယူနိုင်မဲ့စံနမူနာကောင်းတွေပို့ထွက်လာအောင်အားပေးမြင့်တင်ဖို့ဖြစ်ပါတယ်ခင်ဗျာရီမန်ချက်တီကတော့အင်မတန်ကောင်းမွန်ပါတယ်ဒါတွေကိုလက်တွေ့အကောင့်ထဲဖော်ဖို့အတွက်ကတော့ ဘလို့နီလန်းတူဘလို့ကန္တာတွေကနေချင်းကပ်ဖို့အကြံပြုထားပါတယ်ရှင်ဟုတ်ကဲ့စီမံချက်မူကြားမှာအဓိကမှတ်နိုင်ကြီးမားရက်တတ်မှတ်ပြီးတော့ပပေါင်းစုံကနေချင်းကပ်ဖို့အဆုတ်ပြုထားတာတွေ့ရပါတယ်ပထမမှတ်နိုင်ကတော့မိသားစုနဲ့မိဘများရဲ့အခန်းကဏ္ဍပါပဲအခြေခံအကြဆုံးပေါ့နော်ဟုတ်ပါတယ်မိဘတွေကိုယ်တိုင်ကတာသမီတွေရှေ့မှာစံပြအနေနဲ့ယဉ်ကျေးတဲ့စကားလုံးတွေတုံးဆွဲပြဖို့ကလေးတွေရဲ့မီဒီယာကြီးစုတုံးဆွဲမှုတွေကိုအနီးကပ်ကြံမှတ်ပြီးတော့ အန်ဒရယ်ရှိနိုင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးဆွေးနွေးတိုင်ပင်အတိပေးဖို့နောက်ပြီးတော့ဘာကြောင့်ယဉ်ကျေးတင်တာလဲတန်ဖိုးထားမှုဆိုတာဘာလဲဆိုတာမျိုးတွေကိုမိသားစုဝင်တွေအတူတကွဆွေးနွေးတဲ့အလေ့ကျင့်လေးတွေလုပ်ဖို့တိုက်တွန်းထားတယ်။ဒါကတကယ်အရေးကြီးတဲ့အုံမြတ်ပဲပေါ့အစောကပြောခဲ့တဲ့အမိယုတ်တော့နှုတ်ချမ်းဆိုတဲ့စကားပုံနဲ့လည်းတိုက်ရိုက်ချိန်ဆနေတယ်လို့ပါပဲ။ဒုတိယမနိုင်ကတော့ဘာဝဒီကထားလဲစဉ်ဒုတိယမနိုင်ကဘာသာရေးအသိပညာနဲ့လူမှုအသိုက်အဝန်းရဲ့အခန်းကဏ္ဍပါခင်ဗျာလူငယ်တွေကိုသူတို့ကိုးကွယ်ရဘာသာရေးအခြေခံအဆုံးမာတွေ ကောင်းမွန်တဲ့ခြင်းစဉ်တွေဥပမာဗုဒ္ဓဘာသာမှာဆိုရင် မင်္ဂလာတုတ်အခြေခံ၅ပါးတည်လာလို့မျိုးတွေပေါ့အဲ့ဒါတွေကိုခေတ်ကာလနဲ့ယောညီအောင်သူတို့စိတ်ဝင်စားအောင်သင်ကြားပေးဖို့ဟုတ်ကဲ့ပြီးတော့လူကြီးတွေရဲ့ရွာအတိုင်းအဝိုင်းကမြန်မာလူမှုဆက်ဆံရေးပုံစံအမကန်အပြန်အလန်ယူတည်လေးစားမှုတွေရဲ့တံပိုးကို ဟောပြောပွဲတွေဆွေးနွေးပွဲတွေကတဆင့်ဖြန့်ဝေပေးဖို့နောက်တစ်ခုက လူငယ်တွေကိုပရိသတ်လူငါစေတနာဝန်တန်းလူငါတွေမှာပါဝင်စေခြင်းအပြင်ကိုကျင်းစာတရားနဲ့တာဝန်ယူစိတ်တွေဖွင့်ပြောလာအောင် ကုညီပေးဖို့အကြံပြုထားပါတယ်။လူမှုအတိုင်းဝရဲ့အခန်းခန္ဓာကိုလည်းအလေးပေးထားတာပေါ့နော်။ဒါဆိုတတိယမန္တန်ကပညာရေးစနစ်ကိုဦးတည်ထားမယ်ထင်ပါရဲ့ရှင်။ဟုတ်ပါတယ်ခင်ဗျာ။တတိယမန္တန်ကပညာရေးစနစ်ရဲ့အခန်းခန္ဓာပါ။ကျောင်းသင်ယုံညွန်တန်တဲ့အထဲမှာလူမှုကျင့်ဝတ်ပညာ နိုင်ငံသားကောင်းကျင့်ဝတ်နဲ့ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်တွေကိုအရင်ကထက်ပိုပြီးထိထိရောက်ရောက်လက်တွေ့ကျကျတင်ကြားပို့ချဖို့လိုအပ်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့အထူးသဖြင့်အရေးကြီးတာက media literacy ပါလေ media အသိပညာနဲ့ critical thinking ခေါ်တဲ့ခွဲခြားစိတ်ပြတုံးတနိုင်စွမ်းကိုကျောင်းသားဘဝကတည်းကမြင့်တင်ပေးဖို့အလေးပေးထားတယ်ဟုတ်အဲ့ဒါရရေးကြီးပါတယ်ဆိုလိုတာကမြင်နေကြားနေရတဲ့ media အချက်အလက်တွေကိုဘယ်လိုဝေဖန်ပိုင်းခြားပြီးနားလည်ရမလဲ အမအမှန်ဘလို့ခွဲခြားဆုံးဖြတ်မလဲဆိုတဲ့စွမ်းကြည်မျိုးတွေပေါ့ဟုတ်ကဲ့ပါနောက်ပြီးကျောင်းပဝင်ကျင်မှာဆဲဆိုတာတွေအနိုင်ကျင့်တာတွေကိုလုံးဝဒီခံမှာမဟုတ်ဘူးဆိုတဲ့ zero tolerance policy နဲ့တင်းကျပ်စွာကိုက်တွယ်ဖို့လဲတိုက်တွန်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒီခေတ်မှာ online ရော offline မှာပါတင်းကျပ်လက်တီကအရန်ကိုများပြားရှုပ်ထွေးလာတော့အဲ့ဒီလိုခွဲခြားသိမြင်နိုင်စွမ်းကလူတွေတွေအတွက်တကယ်ကိုအရေးကြီးလာတာပါပဲ ကောင်းပါပြီစရုထမဏ္ဍိုင်ကတော့ဘာကိုအဓိကထားလဲရှင်စရုထမဏ္ဍိုင်ကတော့ဒီပြဿနာတွေနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့မီဒီယာအမှုပညာနဲ့ဖျော်ဖြေရေးကန္တာကိုထိန်းကြောင်ဖို့အချင်းပြူချက်တွေပါဝင်ပါတယ်อืมအမှုပညာရှင်တွေ influencer တွေလိုက်နာရမယ်အမှုအချင်းဆိုင်ရာကျင့်ဝတ်စည်းကမ်းပေါ့ code of conduct တခုကိုတပ်ဆိုင်ရာအမှုပညာမီဒီယာအဖွဲ့အစည်းတွေကတိတိကျကျရေးဆွဲပြီးထုတ်ပြန်ထားဖို့ဟုတ်ကဲ့အများပြည်သူရှေ့ဖျော်ဖြေပွဲတွေမှာ လုံးဝမပြောဆိုမပြူမူရမယ်ကန့်သက်ချက်တွေ ဥပမာအလွန်ကျွမ်းဆဲဆိုတာမျိုးလိမ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေမွေးစေဝါအားပေးတာမျိုးတွေပေါ့လေအဲ့ဒါတွေကိုဥပဒေနီးဥပဒေတွေနဲ့ရှင်းရှင်းလင်းလင်းသတ်မှတ်ကန်သတ်ထားဖို့อืมပြီးတော့လူငယ်တွေအတွက်စန္ဒမူနာယူစေရဖြစ်တဲ့အချင်းစာရိတာကောင်းမွန်တဲ့ပုံကိုယ်တွေကောင်းမွန်တဲ့အစီအစဉ်တွေကိုမီဒီယာကနေအားပေးမြင့်တင်ဖော်ပြပေးဖို့လေအကြံပြုထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒီလိုကြီးဝစီကန်တွေကန့်တမှုတွေကစေလနာကတော့မှန်ပေမဲ့ လက်တွေမှာဘလောက်ထိထိရောက်အောင်အကောင့်ထဲပေါ်နိုင်မလဲဘလို့ဟန်ချက်ညီအောင်လုံဆောင်ကြမလဲဆိုတာကတော့ညနေစင်ခေါ်မှုတစ်ခုဖြစ်နိုင်တာဗောနော်နောက်ဆုံးပန်းချမမန်တိုင်ကတော့ဘာများဖြစ်မလဲရှင်ဟုတ်ကဲ့နောက်ဆုံးပင်းစမမန်တိုင်ကတော့ဥပဒေနဲ့စီကံထိုင်းတင်းရဲ့အပိုင်းဖြစ်ပါတယ်ခင်ဗျာအများပြည်သူကိုအနောက်အချက်ဖြစ်စေမှု public nuisance ပေါ်လေ။နောက်ပြီးလူမှုယဉ်ကျေးမှုကိုထိခိုက်စေတဲ့ရိုင်းပြတဲ့အဖြစ်အမှုတွေနဲ့ပတ်သက်ပြီးထိထိရောက်ရောက်အရေးယူနိုင်ဖို့လက်ရှိတည်ဆဲဥပဒေတွေကိုပြန်လည်သုံးသပ်ပြီးအသက်သွင်းဖို့ ဟုတ်ကဲ့လော်အလိုင်းဥပဒေတည်တည်ရေးဆွဲပြတ်ထားဖို့ထိအကြံပြုထားတယ်နောက်တစ်ခုက organizers liability လို့ခေါ်တဲ့ပွဲစီစဉ်သူတွေမှာတာဝန်ရှိမှုစနစ်ကိုကျင့်တောင်းဖို့ဆိုလိုပါတယ်အိုးပွဲစီစဉ်သူမှာလည်းတာဝန်ရှိတယ်ပို့ဟုတ်ပါတယ်ဖြောပြပွဲကခုမှဖြောပြရဲ့သူကတတ်မှတ်ထားတဲ့စီကံတွေကိုချိုးပေါက်ခင်ပွဲစီစဉ်တဲ့သူမှာလည်းတာဝန်ရှိတယ်အေးအေးယူခံရနိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့ဒါမှပွဲစီစဉ်သူတွေကလည်းပို့ပြီးတော့တာဝန်ယူစိတ်ရှိလာမယ်ပေါ့ခင်ဗျာဟုတ်ကဲ့နောက်ဆုံးအချက်ကတော့ပြည်သူလူထုကမတင့်လျော်တဲ့အပြုအမူတွေအကြောင်းအရာယူကို အလွယ်တကူတရင်ပေးတိုင်ကြားနိုင်မဲ့ရန်နီယာတစ်ခုဥမာ hotline phone number 2 web portal 2တရှိဖို့လေအကြံပြုထားတာတွေ့ရပါတယ်ခင်ဗျာတာဝန်ယူမှုတာဝန်ခံမှုတွေရှိလာဖို့အတွက်ဥပဒေပိုင်းကလည်းပန်ဖို့ဖို့လူအတေးဆိုတဲ့တဖို့မျိုးတက်ရောက်ပါတယ်နော်ဒီအမျိုးသားစီမံချက်မူကြောင့်တကူလုံကိုခြုံငုံပြီးကြည့်လိုက်ရင်အေးယူတားမြစ်တာဆက်ပညာပေးလမ်းညွှန်မှုကိုပို့ပြီးဦးစားပေးထားတဲ့ပြီးတော့ကန္တာပေါင်းစုံအလွှာပေါင်းစုံပူးပေါင်းပါဝင်မှအောင်မြင်နိုင်မဲ့တဖို့မျိုးတွေ့ရပါတယ်ရှင် မိသားစုကနေစပြီးတော့ဥပဒေစုံထိပေါ့ဟုတ်ပါတယ်ခင်ဗျာစီမံချက်ရဲ့အနည်းချုပ်ထုံးစံချက်မှလည်းဒီချင်းကပ်မှုပုံစံ approach ကလူငယ်တွေကိုဒါမလို့ရဘူးဟိုဟာမလို့ရဘူးဆိုတဲ့တာမီးပိတ်ပင်မှုတွေကြီးပဲမဟုတ်ပဲနဲ့ဘာကြောင့်ဒီလိုကျင့်သုံးနေတယ်ဘလို့ကမင်္ဂန်နဲ့လမ်းကြောင်းထစ်တယ်ဆိုတာကိုနားလည်လက်ခံလောက်အောင်ပညာပေးခြင်းလမ်းညွှန်ခြင်းကိုဦးတည်တယ်လို့ဖော်ပြထားပါတယ်ဟုတ်ကဲ့အစောကဆွေးနွေးခဲ့တယ်မနိုင်ငားရပေါ့မိသားစုဘာသာရေးနဲ့လူမှုအတိုင်းဝင်း ညာရေးစနစ်မီဒီယာနဲ့အနုပညာဘလော့ဥပဒေစတဲ့အလုံးညီညူညွတ်နဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်မှာသာအခုဆိုရင်နေကြတဲ့လူမှုရေးယဉ်ကျေးမှုဆိုင်ရာစိန်ခေါ်မှုတွေကိုရေရှည်မှထိထိရောက်ရောက်ဖြည့်ရှင်းနိုင်မှာဖြစ်တယ်လို့ဆိုလိုပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ဒီနေ့ကျွန်မတို့ဆွေးနွေးခဲ့ကြတာတွေကိုပြန်ပြီးတော့ခြုံငုံကြည့်လိုက်ရင်ခက်တဲ့လူမှုကွက်ရဲ့တွေဖြောဖြေရုံးလုံးကနေရဲ့လွမ်းမှုမှုတွေနဲ့မြန်မာယူရယဉ်ကျေးမှုဘာသာရေးတံပိုးတွေကြားကပွတ်တိုက်မှုတွေအားပြိုင်မှုတွေဟာ အများမြင်ကွင်းမှာပေါ်ပေါ်ချင်းချင်းဖြစ်လာတဲ့ရိုင်းဆိုင်ကြမ်းတမ်းနဲ့ပြောဆိုဖြုမှုမှုတွေအတွင်းနဲ့ထင်ထလာတာကိုတွေ့ရပါတယ်။ဟုတ်ပါတယ်။အမှုပညာရှင်တယောက်ရဲ့လုံရက်ကနေမိစလေးထက်တောက်လိုက်တယ်လို့ဖြစ်ခဲ့ပြီးမဲ့ဒါဟာတကယ်တမ်းမှာပူပြီးနှက်ဆိုင်ပြီးကျေပြက်နဲ့လူမှုရေးယဉ်ကျေးမှုဆိုင်ရာစိန်ခေါ်မှုတွေကိုမိမုံထိုးပြလိုက်တာပဲလို့ပြောလို့ရပါတယ်ရှင်။တိတိကျကျပြောရရင်မှဒီပြဿနာကိုဖြေရှင်းဖို့အတွက်အစိုးရဓမ္မမော့တက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတွေရဲ့ကြက်မက်မှုတစ်ခုတည်းနဲ့တော့လုံးဝမလုံလောက်ပါဟုတ်ခင်ဗျာ။ ဟုတ်ကဲ့မိဘတွေရဲ့တာဝန်ယူမှုနဲ့အိမ်တွင်းသင်ကြားမှုတွေအမှုပညာရှင်တွေကိုယ်တိုင်ရဲ့ကျင့်ဝတ်တစ်ခါနဲ့စံပြဖြောင်းနေတဲ့ပြတာမှုတွေလူမှုအဖွဲ့အစည်းတစ်ခုလုံးရဲ့အဖြစ်တဘောဆောင်တဲ့ပါဝင်မှုတွေဒါပြင်အခုအကြံပြုထားတဲ့အမျိုးသားအဆင့်စီမံချက်လိုမျိုးပပောင်းစုံကနေချင်းကတ်တဲ့မဟာဗျူဟာကြကြဆော်လျက်မှုတွေအားလုံးလိုအပ်နေတယ်ဆိုတာကိုဒီကြီးမင်းတွေကနေချင်းချပေါ်လင်းစေပါတယ်တခုချင်းစီကအရေးကြီးတယ်လို့ပဲအားလုံးရဲ့ဟန်ချင်းညီညီပေါင်းဆက်လို့ဆောင်နိုင်မှုက ပို့ပြီးတော့အဆုံးဖြတ်တည်ပါလိမ့်မယ်။ဟုတ်ကဲ့ပါရှင်။ဒီလိုစီမံအစီအခန်းတွေအေးအေးယူမှုတွေပညာပေးအစီအစဉ်တွေအားလုံးရဲ့အလုံးမှာနောက်ဆုံးအနေနဲ့စဉ်းစားရအချက်တစ်ခုခြံထားခဲ့ခြင်းပါတယ်ရှင်။အဲ့ဒါကတော့လူတအူးချင်းစီအနေနဲ့ပေါ့ကိုတိုင်ရဲ့နေ့စဉ်ပြောဆိုဆက်ဆက်မှုတွေမှာအွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ် လူချင်းတွေ့ဆုံတဲ့အခါမှာပဲဖြစ်ဖြစ်ကိုပိုင်တာဝန်ယူမှု personal responsibility နဲ့အပြန်အလှန်လေးစားမှု mutual respect ကိုဘလုံးမွေးမြို့ကျင့်သုံးကြမလဲဆိုတာပါပဲ 음အရေးကြီးတဲ့မေးခွန်းပါပဲဒါဟာအပေါ်ယံထမချက်တည်းရဲ့အလွန်ကိုယ့်လက်အတွင်းစိတ်ချဲကနေယဉ်ကျေးမှုတန်ဖိုးတွေကိုတကယ်တမ်းထိန်းသိမ်းဖို့အတွက်အဓိကကြတဲ့မေးခွန်းတစ်ခုဖြစ်နေမလားဒီအချက်လေးကိုဆက်လက်ပြီးတော့စဉ်းစားဆင်ခြင်ကြီးထို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့အတွက်ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေရှင်